ဒီအပိုင်းအစမှာတော့အမောင်တဲမှာဒေါ်တိတိလာကအရေးမမဲကိုတန်းနှက်နဲ့ပြစ်မယ်လို့တော့တန်တီကဒါနဲ့ပောက်လိုက်ပါတယ်။အိမ်မဆိုးကလက်နူလာတော့မမလီတန်တီဘမမဖြစ်ပါစေနဲ့လို့ဆုတောင်းပြီးဒေါ်တိတိလာကပရိစိတ်နေပါတယ်။ရုတ်တရက်မေဇူးကဖုံးဆက်ပြီးတော့ဇာနီထက်လာရင်ဘသူနဲ့လာရဲဘာရီလောက်တယ်ဆိုတာကိုအသေးစိတ်ပြောပြဖို့မှနေပါတယ်။ ဇန်နီချက်ရောက်လာတော့ဆိုင်ရင်တော်မှနေမယ်ပြောကအခန်းထဲလာဖို့ဒေါ်တတီလာကိုပြောနေရင်မပန်းခက်ဖုံးဝင်လာပါတယ်မပန်းခက်ကဆရာနဲ့တွေ့ချင်းတယ်လို့ပြောတော့ခဏနေရင်ဖုံးမြတ်ဆက်မယ်လို့ပြောပြီးဇန်နီထက်ကဖုံးချလိုက်ပါတယ်ခန်းထဲရောက်တော့မေဇူးကိုဖုံးဆက်သေးလားလို့ဇန်နီထက်ကမေးတော့မဆက်ပါဘူးလို့ဒေါ်တတီလာကဖြေပါတယ်ဆက်လက်ကူးမဆိုင်ဘူးကျွန်တော်ဒီမှာဆန်ညိုးရေးဖို့ကြကြနေမယ်အယုံနောက်ချင်းလို့ကျွန်တော်ကိုနှောက်ရမပေးပါနဲ့လို့ပြောလိုက်တော့မောင်ဇန်နီထက်ကိုဒေါ်ကြီးနှောက်ရပါဘူးလို့ပြောလိုက်ပါတယ် ဖွားကြီးထွက်သွားတော့တန့်တီတီဘယ်ရောက်နေလဲသူ့လောင်းကိုဘသူမှမတွေ့ကြဘူးလားငါဘာဆိုင်လောက်ရမလဲလို့ဇာနီဓာတ်ကသူ့ကိုသူမေကွန်းထုတ်နေပါတယ်တစ်ဖက်မှာတော့မပန်းခက်ကအလုတ်ကိစ္စရေးကြည့်လို့တွေ့ခြင်းကြောင့်ဖုန်ဆက်တော့နေကတောင်ပေါ်ဆိုင်မှာလူဇာနီဓာတ်ကပြောလိုက်တော့မပန်းခက်လာလို့ရမလားလို့မပန်းခက်ကပြောလိုက်ပါတယ်လာတော့ဘူကောင်းတာပေါ်လူဇာနီဓာတ်ကပြောလိုက်တော့တကယ်လာမှတော့ဆရာဆိုပြီးမပန်းခက်ကဖုန်ချလိုက်ပါတယ် တစ်ဖက်မှာတော့မပန်းခက်ကဇာနီချက်ရှိရစီလိုက်သွားမယ်လို့ပြောတော့စိမ်ချလို့သူလဲလိုက်ခဲ့မယ်လို့မူသူကပြောပါတယ်။မပန်းခက်ကအရှုတ်ထုတ်သေးကိုစိမ်ထည့်ခြင်းဘူးပြောကနေခဲ့ဘူးပြောနေပါတယ်။မူသူကတဲ့ဟဲ့ပစံထူလေရထားတာမလို့ဒီနေရာမှာပဲတင်ပုတ်ချပြီး ဘသူမှမသိတဲ့နေရာမှာနှစ်ယောက်သားတွန်းနေကြမလားလို့ပြောလိုက်ပါတယ်။အဲ့လိုကြတော့လက်စမ်းချေရသည်လို့တန်တီဝင်းညင်ကခွင့်ပြုမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့မပန်းခက်ခန္ဓာကိုယ်နဲ့တန်တီဝိစိတ်ဖြစ်နေတာမို့ကိုကိုကိုတင်းနေရလားရှင်နေရလားတော့မသိတော့ပဲလမ်းပြောင်းနေပြီလို့မပန်းခက်ကပြောလိုက်ပါတယ်။ဒါပေမဲ့ဇာနီထက်ရှိတဲ့ဆိုင်တော်ကိုလိုက်သွားရင်တော့အဆုံးဖြတ်ချက်တခုချနိုင်လိမ့်မယ်လို့မူသူကိုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဇာနီထက်ကတန်တီဝိဒီကြောက်တဲ့ပြောကြတာမသိစရာအကြောင်းတော့မရှိဘူး။စင်ချခိုင်းရင်ကောင်းမလားဆိုပြီးစဉ်းစားကတန်ရီမောင်စိတ်မကောင်းပါဘူး။မိကမောင်ကိုနှိမ်တော်ကို တန်တာမောင်မောင်နာကိုမထိခိုက်ရင်မောင်တမိမှာမဟုတ်ဘူးနောက်ဘက်ကျရင်အချစ်စစ်နဲ့တန်ကိုချပေးပါမယ်ကွာဆိုပြီးဇာနီထက်ကယူနေပါတယ်တဖက်မှာတော့ဇာနီထက်ကအစင်းမရှိပဲဖြတ်တုံးတဲ့ငွေတွေများနေလို့ရှူတင်မန်နေဂျာကတန်တီယူကိုအစင်းမတင်ရဘူးပြောတော့ရက်ကူရီနားမယ်ပြောကသူ့ကိုရက်ခွဲလို့ဇာနီထက်ကဒေါသထွက်နေပါတယ် အိမ်ရောက်တော့အတန်ကိုမိဘလူငါကိုရှက်ခွဲရလဲအခုရိုက်ကူးရနားထရပြီလို့ပြောလိုက်တော့စီးမရှိအင်မရှိနဲ့မလို့ငွေထပ်မပေးနိုင်ဘူးလို့တန်ကပြောလိုက်ပါတယ်အမှုပညာကိုငွေနဲ့တန်ဖို့ဖျက်လို့မရဘူးပြီးတော့မိကငါမိမလေးလို့စာနေထက်ကပြောလိုက်တော့မိမပစ္စည်းကိုမလီလင်းရအောင်ထိမ့်သိမ့်ရမှာကလည်းယောက်ျားဖြစ်တဲ့ရှင်မှာတောင်းဝင်မရှိဘူးလားလို့တန်ကပြောလိုက်တော့တက်ချင်လာအောင်ဇာနီထက်ကဒေါသထွက်သွားပါတယ်ပြီးတော့အချို့တက်ပြီးမိမရဲ့ယောက်ျားတိတ်ခါကြမှာစီလို့ရိုက်ကူးရ၃ရက်စာလောက်တော့ငွေထုတ်ပေးပါပြောလိုက်တော့မောင်ပစံမရှာနိုင်ရင်နေပါတန်လေးစားအောင်တော့နေပါမောင်ရဲလို့တန် ်ကပြောလိုက်ပါရယ်ဇန်ဒီထက်ကတန့်ကိုတက်ဖို့လို့တော့ဒေါ်တတိလာရောက်လာလို့မတက်ဖြစ်လိုက်ပါဘူး။ညကြတော့အိတ်စိတ်ခတ်ထားတဲ့နွားနို့ကိုဇန်ဒီထက်ကတန့်ကိုတိုက်လိုက်တာကြောင့်တန့်အိပ်ပျော်သွားပါရယ်။အစာကတက်ဖို့ရည်ရွယ်ထားပေမဲ့အခုတော့မတက်သေးပဲစနစ်တကျကွက်ချပြီးတက်တော့မေးလို့ဇန်ဒီထက်ကပြောပြီးအိတ်နေတဲ့တန့်ရဲ့လက်ဝီယာကိုရအောင်ယူလိုက်ပါရယ်။တစ်ဖက်မှာတော့မီဇူးနဲ့ဖောက်ပြန်နေကြပြီးတန့်ကိုတက်မယ်ဆိုရင်ကုညီမာလာလို့ဇန်ဒီထက်ကမေးလိုက်ပါရယ်။အလကားတော့မရဘူး။ဘာပြီးမှလဲဆိုတော့နှလုံးသားတစ်ခုလုံးပြီးမယ်လို့ဇန်ဒီထက်ကပြောလိုက်တော့မနောက်နယ်ဖက်ရှင်ဆိုင်လောင်းနဲ့တင်တောင်းမယ်ဆိုရင် င်ဘက်ကြီးပြန်ထွက်သွားအကူညီမယ်လို့မေဇူးကပြောလိုက်ပါတယ်။အဲဒါဆိုရင်တန်တီယူကိုစောင့်ကြည့်ပေးထားလို့ဇာနီထက်ကပြောလိုက်တော့မေဇူးကတန်စီကိုချက်ချင်းသွားလိုက်ပါတယ်။ဟိုရောက်တော့တန်ကဖုန်းလဲကြုံဆက်ပဲလို့ပြောတော့အိမ်မက်မကောင်းလို့လာရလို့တန်ကိုမေဇူးကပြောလိုက်ပါတယ်။တော်တတိလာကတော့ဘာလာဒုက္ခပေးုံလဲဆိုကမေဇူးကိုအမြင်မကြည့်ပါဘူးတစ်ဖက်မှာတော့မပန်းခက်ကဆရာရှိတဲ့မျိုးကိုရောက်နေပြီးဘလူလိုင်းရမှမသိလို့လမ်းညွန်ပောင်းဆရာဆိုပြီးဖုန်းဆက်ရင်းနဲ့ဒီအပိုင်းလေးပြီးဆုံးသွားပါတယ်